အမျိုးသမီးလိုပြောင်းလဲလိုက်တာကြောင့်ချစ်သူနဲ့ရတဲ့ကိုဝင်၃လရှိနေပြီဆိုတဲ့မိချုံအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကျဆလိုက်ပါတယ်မြန်မာနိုင်ငံမှာယောက်ျားချင်းချင်းချစ်ကြိုက်လက်ထက်တာတွေကရန်ကုန်ခင်မစားသေးပေမဲ့ရည်စားဘဝနဲ့တော့ဖြတ်သန်းနေကြတာပေါင်းလက်ထက်တာတော့မတွင်ကျဲသေးတဲ့နိုင်ငံဖြစ်တဲ့အတွက်ယောက်ျားလေးကကိုဝင်ဆောင်တဲ့အဖြစ်ကလည်းမရှိသလောက်ကိုရှာကောင်ထူးဆန်းတဲ့အရာမျိုးဖြစ်နေတာပေါင်းဒီလိုထူးဆန်းတဲ့အဖြစ်ပြက်ကိုမိချုံကသူမဖြစ်နေကြောင်းကြေညာလာခဲ့တာဖြစ်ပါတယ် မိချောကတော့အဖေနင်းအကနဲ့ဆိုရှယ်မီဒီယာမှာနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။အဖေနင်းအကကိုနေရာဆုံးမှာ like ကပြနေခဲ့ကနာမည်ကြီးဆယ်လီဖြစ်သွားခဲ့တာပေါ့။မိချောကဟာတော့ဗီဒီယိုတွေတင်ဆက်ရင်းနဲ့နိုင်ငံသားမှာနေထိုင်နေတာပေါ့။ဆန်ရောင်းပြီးတဲ့အချိန်မှာနိုင်ငံသားကိုတင်မောဝန်ထမ်းဘဝနဲ့ဖြတ်သန်းဖို့ထွက်သွားခဲ့ပါတယ်။ ဆောပါလောက်ကိုလောက်ကန်ရင်နဲ့ချီရသူကိုရှာတွေ့ခဲ့ရပောင်းမိချောကယောက်သားစင်စစ်တယောက်ဖြစ်ပြီးမင်းကလေးစိတ်ဝင်နေတဲ့သူပောင်းမင်းကလေးတယောက်လိုသားဘဝကိုဖျက်ဆီးခြင်းတလို့ယောက်သားလေးရဲ့အပေါ်မှာသာစိတ်ရိုင်းပါတယ်ဒါကြောင့်မို့လဲနိုင်ငံသားတယောက်နဲ့ချစ်သူတွေဖြစ်နေခဲ့တာရှစ်နှစ်နီးပါးရှိသွားပါပြီအဆောပါချစ်သူကောင်းလေးနဲ့မိချောကအခန်းတစ်ခန်းထဲမှာတူတူငှားကနေထိုင်နေကြတာပောင်းချစ်သူတပ်တန်းရှင်းနှစ်ထဲကိုရောက်လာတဲ့အချိန်မှာမိချိုကဆုံးဖြတ်ချက်တစ်ခုတည်းကိုချခဲ့ပါတယ်။အဲဒါကတော့ယောက်ျားခန္ဓာကိုယ်နဲ့မင်းကလေးစိတ်ဝင်နေတာကိုပြောင်းလဲဖြစ်ဖို့ပေါ့ ဒါကြောင့်မို့လဲယောက်ျားလေးအစိပ်ပိုင်းတချို့ကိုမျိုးသမီးတယောက်လိုဖြစ်အောင်ပြောင်းလဲလိုက်ပါတယ်။ဒိမောင်များစွာအကုန်ကြခံကပြောင်းလဲပြစ်လိုက်တာဖြစ်ပါတယ်။မိချိုကမင်းကလေးလိုပြောင်းလဲလိုက်ကြောင်းကိုလည်းတရားဝင်အသိပေးထားခဲ့တာပါ။ ဒါပေမဲ့ရင်ဘတ်မှာတော့ဆီလီကွန်ထဲတာမျိုးမရှိပါဘူး။မင်းကလေးလိုပြောင်းလဲလိုက်ပေမဲ့မစ်ချိုကမင်းကလေးလိုဝတ်စားတာမျိုးလည်းမရှိပါဘူး။ပုံမှန်တိုင်းသာဖြတ်တန်းနေရကနေမစ်ချိုကကိုဝင်လွယ်ထားရပြီဆိုပြီးအကောက်မှာရေးတင်လာခဲ့တာပေါ့။ကိုကြီးနဲ့ရတဲ့ကိုဝင်၃လကိုလွယ်ထားရပါပြီဆိုပြီးမစ်ချိုကရေးသားထားခဲ့ပါတယ်။ကိုဝင်၃လရှိနေပြီမို့အစားအသောက်တွေဘာရှောင်ရမလဲလို့မေးထားပါသေးတယ်။ အခုလိုပို့စ်တင်လာခဲ့တဲ့အတွက်လူအများကတော့မိချိုကိုဝင်ရှိတာမဟုတ်တော့ပါဘူးလို့သာထင်နေကြတာပေါ့မိချိုကတော့သူ့ရဲ့ဘိုက်ချင်းလေးကိုပါပြမှာလို့ကြုံးဝါထားခဲ့ပါတယ်မိချိုကိုအားပေးချစ်ခင်သူတွေကတော့မိချိုကိုဝင်ရှိတယ်ဆိုတာကိုယုံကြည်ကြတာပေါ့အစားရှောင်ဖို့လည်းအကြံပေးကဂရုတစိုက်နေဖို့သတိပေးနေကြတာပေါ့ဒါပေမဲ့လူတချို့မှာတော့တိမ်မပါတဲ့မြို့သားတူကကိုဝင်လွယ်ထားရတယ်ဆိုတာကိုလက်မခံနိုင်စရာပေါ့ မိချိုကမင်္ဂလေးလိုပြောင်းလဲထားပေမဲ့ကိုဝင်လွယ်နိုင်ဖို့ဆိုတာကမဖြစ်နိုင်ပါဘူး။ဒါကြောင့်မို့လဲမိချိုတရားနမဲကြီးအောင်ရှောက်ပြောနေတယ်လို့သာယူဆနေကြတာပေါ့။ဒါပေမဲ့မိချိုကသူ့ရဲ့ဘိုက်ကိုခင်မဖြစ်သူရဲ့နားနဲ့လာကပ်နေတဲ့ပုံလေးကိုပါတင်လာခဲ့ပါတယ်။ဒါအပြင်ကိုဝင်ဆောင်တဲ့တယောက်လိုဘိုက်ရဲ့အနေထားကိုလည်းရိုက်ပြလာခဲ့တာပေါ့။တတလီလာမိမိလေးလောင်ရင်းရွေခုံနေပြီးပြဆိုပြီးမိချိုကရေးတင်ထားခဲ့ပါသေးတယ်။ ဒါကြောင့်မို့မိချိုတရားတကယ်ပဲကိုဝင်လွဲထားရတာလားလို့မယုံကြည်သူတချို့တောင်စိတ်ထဲမှာထင်လာကြပါပြီ။ယောက်ျားလေးကလည်းမိန်းကလေးအဖြစ်တော့ပြောင်းနေလိုက်ချိန်မှာတိမ်ပါထဲလိုက်တာလားလို့ခံမှန်းနေကြတာဖြစ်ပါတယ်။မိချိုကသူ့ဘလို့ကိုဝင်လွဲထားရပါတယ်ဆိုပြီးသေချာမပြောပြပဲအခုလိုရတဲ့မေခွန်းထုတ်စရာအနေထားနဲ့တင်နေတာဖြစ်ပါတယ်။ပရိသတ်ကြီးရောမိချိုကတကယ်ပဲကိုဝင်သုံးလရှိနေပြီဆိုတာကိုယုံကြည်လားဆိုတာပြောပြခဲ့ပါအောင်နော်။ ားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ